အလုံးမင်္ဂလာပါကျွန်တော် channel လေးရတယ်ပြန်လည်ပြန်ကြိုဆိုလိုက်ပါရစေဒီကနေ့အတွက်ဗီဒီယိုအကောင်းလေးအနေနဲ့ပေါ့နော်အမေစုကအမြင့်ချင်းသားသွားတော့မှာပေါ့နော်အမေစုကိုကြိုဆိုပွဲလုပ်ထားတဲ့ကလေးတွေဒီဆိုထားတယ်ပေါ့နော်တချင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေဒီရက်တချင်းနဲ့မှာပေါ့နော်ကျွန်တော်တို့ဘူချိုအောင်ဆန်းကိုပေါ့ကျွန်တော်တို့အမေစုကိုပေါ့ဂုံပြုထားတဲ့အချောင်းညာလေးတွေကိုရေးပြီးတော့မှဒီဆိုထားတာဖြစ်ပါတယ်ဆိုတော့ဒီရက်တချင်းလေးကိုလည်းကျွန်တော်ကအခု ရပိုင်းတွေ့မှာမှာကြားဖူးတာပေါ့နော်ကြားဖူးတယ်ကြားပြီးတဲ့နောက်ပိုင်းမှာလည်းကျွန်တော်စိတ်ထဲမှာဒီမျိုးလေးဖြစ်သွားတယ်အဲဒါကြောင့်ပေါ့နော်ကျွန်တော်ညီကိုမများနေလဲလေကျွန်တော်ဒီမျိုးခန်းစားချက်လေးရရှိအောင်လို့ကျွန်တော်ပြန်လဲတင်ဆက်ပြလိုက်ပါတယ်ဆိုတော့ကျွန်တော်လူမျိုးပဲပေါ့နော်မကြားဖူးတဲ့လူတွေအများကြီးလဲရှိကြမယ်လို့လည်းကျွန်တော်ထင်မိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံခြားမှာနေတဲ့လူတွေလည်းရှိမယ်လေဗျာနော်ဆိုတော့ဒီမျိုးဗီဒီယိုတွေကပြောမယ်ဆိုလို့ရှင် line ပုံမှာတိတ်လို့ပြန်ပြန်နေဗီဒီယိုတွေမဟုတ်ဘူးဗျာအဲဒါကြောင့်အရန်ကိုရှားတဲ့ဗီဒီယိုလေးလည်းဖြစ်လို့ပေါ့နော်ကျွန်တော်ပြန်လဲတင်ဆက်ပြလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လည်းအတူတူကြည့်လိုက်အောင်ပေါ့နော် ဒီရဲ့ဗီဒီယိုကိုကြည့်နေပေါ့နော်မျက်ရည်မခိုင်းတဲ့လူတွေဆိုတော့မျက်ရည်တွေကျမှတော့တိကျတယ်ဗျာနော်ကျွန်တော်ကတော့ကြည့်နေနေစက်သိမ့်နေတော့ထားတယ်ဗျာဆိုတော့ကျွန်တော်တို့ကြည့်လိုက်ဗျာနော်သိတော့ 天光了，表弟没演戏。 ကဲပါဗီဒီယိုလေးရတဲ့လောက်ပါခင်ဗျတချင်းလေးရတော့ကျွန်တော်တခါမှကြားဘူးပြန်တော့ခုမှမကြားဘူးလားချင်းအတိတ်ပဲကိုကြည့်လိုက်ဒီလုံးနေရောပေါ့နော်ဆိုရတဲ့ကလေးလေးတွေကလည်းအရင်ကိုချစ်စရာကောင်းနေပြန်တော့ကချင်တိုင်းသားတွေဖြစ်မယ်ပြန်တော့စကားလေးကဝဲဝဲလေးနဲ့ဆိုလာတာဂုံပြုတ်သေးပေါ့နော်ရေးတဲ့လူကလည်းအရင်ကိုတော်ပြီးတော့မှဒါပေမဲ့လေပေါ့နော်ကျွန်တော်ဝါနေစရာကောင်းတာဘလူရေးရတဲ့ဆိုတာကျွန်တော်မသိဘူးပြန်တော့အဲဒါကြောင့်ဒီရဲ့တချင်ကိုဘလူရေးထားလဲဆိုတာတီးလို့ရှိတယ်ကွန်မန့်မှာရေးခဲ့ပြလို့ရပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုလေးကလည်းပေါ့နော်2020တုန်းကပေါ့နော်အမေစု အဲမြေကြီးညာသွားတော့ကချူဆိုပဲလုပ်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဗျာအမေစုလွတ်လွတ်လပ်လပ်နဲ့သွားတဲ့နောက်ဆုံးတစ်ချိန်လိုလည်းပြောလို့ရရတာပေါ့ဗျာနော်။ဆိုတော့2021လည်းရောက်လည်းရောက်တော့ခွေးတွေကအာလာဒိန်းတော့အမေစုကိုဖမ်းသွားတယ်ဗျာခုချိန်ဒီပါပဲနော်။အဲဒါကြောင့်အရန်ကိုရင်ခွဲမသက်ခံစားပါတယ်နော်။ဒီရက်တစ်ချင်းလေးကိုကျွန်တော်ပြန်နားထောင်နေတဲ့အချိန်မှာပဲပေါ့နော်ချက်သေးနေလည်းထားသလို။ဩငါတို့စဉ်းစားကြည့်လိုက်ပေါ့ဗျာနော်။ကျွန်တော်တို့တိုင်းပြည်မှာကဒီလိုမျိုးခေါင်းဆောင်ခေါင်းကျွန်တော်တို့ပြည်သူလူထုကို တံပိုးထားတဲ့ခေါင်းဆောင်ကောင်းရှိရသားနဲ့ပေါ့နော်ကျွန်တော်တို့အနာဂတ်ကိုလှပအောင်လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကောင်းရှိရသားနဲ့ဘာကြောင့်မလို့ဒီတဲ့လူရုံမာတွေရပေါ့နော်အတင်းအဓမ္မဖမ်းပြမထောင်တဲ့ကိုထည့်ရတာလဲဆိုတာကျွန်တော်စဉ်းစားရနေပေါ့နော်လုံးဝစိတ်မကောင်းဖြစ်မိရဲ့ဗျအဲဒါကြောင့်ဒီရဲ့ခွေးတွေရပေါ့နော်ခွေးလုတ်ကိုစက်တိုက်ပြီးတော့လုံမှာပဲခုလိုပေါ့နော်အာနာတေးမတကောင်းလေးရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲကိုအတင်းအဓမ္မလုပ်တယ်ပဲထားလိုက်ဗျာသူပြီးသွားပြီဆိုလို့ရှင်သူတို့အာနာရပြီလို့သူတို့တို့တတ်မှတ်တယ်ဆိုရင်တော့မှဗျာကျွန်တော်တို့တိုင်းပြည်ပြည်လူထုအတွက်ကို ောင်းရအောင်ဘာမှလုပ်ပေးမှာမဟုတ်ဘူးเนาะအဲ့ဒါလည်းတီးကြသူတို့အာနာရပြီဆိုတော့သူတို့ရဲ့တပည့်တပန်းအနေနဲ့သူတို့တို့သူတို့လုတ်ွက်တွေယူပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကလည်းတော့အကျဉ်းချန်လေးတွေကျွေးမယ်နော်တိုင်းပြည်ကိုဆုပ်ပြတ်တအောင်လုပ်မယ်အဲ့ဒါပဲသူတို့ကတကယ်တမ်းစေတနာရှိခဲ့တယ်ဆိုလို့ရှိရင်အဲနေဝင်းအာနာတိန်ပြီးကြရပါဘောနော်ကျွန်တော်တို့တိုင်းပြည်ဗန္ဒငွေလည်းအများကြီးရှိသူတို့တန်ရန်စားရတယ်လည်းအများကြီးရှိတယ်အဲ့အချိန်မှာဆိုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဘောနော်တကူကလမ်းမန်းလာနောက်ကျတော့ရထားလမ်းလေးလာအဆောက်အဦးလေးလာအကောင်းစားဆိုတာမြန်မာနိုင်ငံမှာပဲရှိတယ် အဲ့ဒါလည်းကျွန်တော်တို့ဒီရတမိုင်းကိုလေ့လာတဲ့လူတွေကပိုပြီးတော့တိမှာပဲဗျာနော်ကျွန်တော်တို့မှ2021နောက်ပိုင်းမှာတိရတဲ့ဒီရအတိလေးနဲ့ဒီရဘူတာလေးနဲ့ကိုကျွန်တော်ပြောပြတာပါဗျာနော်အဲ့ဒါကြောင့်တကယ်ရင်နာဖို့ကောင်းတယ်ဗျာနော်ကျွန်တော်တိုင်းပြည်ကဒီချစ်ဖို့မေးအောင်လည်းလဲပြောမယ်ဆိုလို့ရှင် तू ကလည်းမတည်နိုင်သေးဘူးနော်တည်နိုင်တယ်ဘယ်တည်မှာလဲဒီကောင်ကတည်မှာကြောက်လွန်းလို့အချံရံနေနေပေါ့နော်စီကောင်းတောက်ကောင်းနေစတာစားပြီးတော့မှဒီကောင်ကအသက်ရှင်နေရလေဒါပေမဲ့လည်းပေါ့နော်အသက်80 ပြည်နေတဲ့ကျွန်တော်တို့အမေစုအမေအိုကြီးကိုတော့မှထောင်ထဲထည့်ရက်တယ်ဆိုတော့တော်တော်လေးရုံမာတဲ့ကောင်ဗျဒီကောင်တွေရဲ့တူတော်အချိုးပေါ့နော်တူတော်အချိုးကိုပြန်ခန်းစားစရာမယ်နော်ပြည်သူမြတ်တာတွေမကြခင်စူးစရာမယ်ဆိုတော့ကျွန်တော်ပြောရတယ်အားကြောင့်ပေါ့နော်ကျွန်တော်ဒီရဲ့ဗီဒီယိုကြည့်ပြီးတော့ပဲအမေသားသမီးများအနေနဲ့လည်းအဲစီလုံးပေးကြပါဗျာနော်ကျွန်တော်အခုလိုနွေဦးတော်လိုင်းရေလုံနေတဲ့ကာလမှာလဲပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားဖြစ်ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့တာဝန်ဟုတ်ပါတယ်ဆိုတဲ့အရာလေးကိုတွေးပြီးတော့မှပေါ့နော်တော်လိုင်းရေတဲ့ကိုလည်းတနိုင်တဲ့ဘက်ကနေပေါ့မှာ ဝင်ရံပေးကြပါလို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်။နောက်ကြတော့ပေါ့နော်ပြိပကတွေဖြစ်တဲ့နေရာမှာလည်းပေါ့နော်ကိုကတက်နိုင်လို့ရှိရင် speed out တွေလုပ်ပေးကြပါလို့လည်းကျွန်တော်မျှတရက်ခံပါတယ်။ဆိုတော့ကျွန်တော်အများကြီးပြောရပြင်တဲ့ video file လေးလည်းကျွန်တော်အဆုံးသတ်ပါတော့ဗျာ။ဆိုတော့ကျွန်တော်အမေစုလည်းအမြန်ဆုံးပြမြောက်ပါစေကျွန်တော်တို့အမေစုနဲ့တကွာပါဗျာဒီရဲ့နိုင်ငံရဲ့အကျဉ်းသားများအတင်းအမဖန်ခံရတဲ့လူထုများလည်းအမြန်ဆုံးလူမြောက်ပါစေကျမ်းမာပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ဆိုတော့အဆုံးထိလိုက်ပါချစ်ချူပေးတဲ့ညီကောင်မတို့မအရောက်ချင်းစီတိုင်းနဲ့သူပင်ကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်တို့ဒေါ်လာရေး ညီကောင်မတော်များအားလုံးဆက်ဆက်ရအောင်ဆင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်လို့ကြမယ်။ကျေးဇူးအရှိခိုးကြပါခင်ဗျာ။